အတလန်တိတ်ရေပြင်မှာသွေးတိုးလာဆန်းတဲ့ရုရှားရင်ကုန်တင်ပေါ်တွေကိုအတန်နဲ့စွန်ကြီးလောင်းနှိပ်စက်ခဲ့တဲ့ NATO နဲ့ American အားလုံးပဲမိင်္ဂလာပါဘာမာဆန်ပြားကနေတင်းဆက်နေတာဖြစ်ပါတယ်2025ခုနှစ်ဩဂတ်စ်ရက်နေ့ရက်တရက်ကတော့ American Force လေးတင်တင်ပေါ်တိုက်ခိုက်ပွဲကမြောက်တလန်တိတ်သမုဒ္ဒရာထဲမှာကင်းလည်နေတာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း၄၀ကတည်းကနေဒီလိုကင်းလည်တာတွေကိုလုပ်ခဲ့တာပါ အရာရာကအေးအေးဆေးရှိမယ်လို့ယူဆခဲ့ရမယ်မဲ့လင်းတစည်းကတော့ထူးခြားမှုတစ်ခုကိုထောင်းလန်းမိတဲ့အချိန်မှာတော့ရုပ်ရုပ်တဲတဲဖြစ်ရမယ်ကိစ္စကြီးတစ်ခုကဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီရဲ့ကိစ္စကတော့စေးခစ်ပြီးနောက်ပိုင်းအပြင်းထန်ဆုံးရင်ငုတ်တင်ပေါ်ရှာဖွေမှုကြီးပဲဖြစ်ပါတယ်။ရုရှားရင်ငုတ်တင်ပေါ်၃စီးကမြောက်ပိုင်းရေတပ်ကနေအမိန့်ရထားပြီးသားဖြစ်ပါတယ်။အမေရိကန်တပ်တွေရဲ့နားကိုကတ်သွားပြီးအချက်လက်တွေကိုစုဆောင်းဖို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းတလန်တိတ်ထဲမှာအမေရိကန်ရေတပ်ကိုတွားပြီးတော့ဒွိတူးဆန်တာကကိုယ့်ရဲ့ဇနီးတဲ့ကိုနည်းနည်းဝါလာတယ်နော်လို့ပြောလိုက်တယ်လို့ပါပဲကိုယ့်ရဲ့လေပင်းကိုကြိုးခွင်းဆွတ်လိုက်တဲ့ကိစ္စပဲဖြစ်ပါတယ် first team ကစစ်စင်ရေးအရာရှိကတော့ရင်ကုန်သင်းမော့ရဲ့ရွေလာမှုပုံစံကိုတီတီငင်ငင်ပဲစောင့်ကြည့်နေကြတာပါရင်ကုန်သင်းမော့ရဲ့ချင်းချောင်းနိုင်တဲ့စွမ်းရည်ကိုလည်းကြောက်မနေကြပါဘူးဘာဖြစ်လို့လဲဆိုရင်တော့သူတို့ရဲ့အုပ်စုမှာအာလီဘော့ဖြတ်သင်းမော့၄စီးတောင်မှပါနေခဲ့လို့ပဲဖြစ်ပါတယ် ရုရှားရီရဲ့လက်ရှိအမြန်နှုန်းရဆိုရင်တော့58မိနစ်လောက်ဆက်မောင်းမောက်တိုပီဒိုနဲ့ပြစ်လို့ရတဲ့အကွာအဝေးကိုရရှိသွားခဲ့မှာဖြစ်ပါတယ်။အဲဒီကိုရောက်လို့ပြစ်လိုက်ရင်တော့မှ6မိနစ်လောက်အချိန်ရပါသေးတယ်။အာလီဘော့ကနဲ့အဆောင်သင်းဘော်တွေမှာပါတဲ့ Acrox ဆိုတဲ့ဒုံးကျည်တွေကတော့စက္ကန့်60နဲ့အဲဒီရဲ့တိုပီဒိုတွေကိုဖျက်ဆီးနိုင်မှာဖြစ်ပါတယ်။ဒေတာစံတော်ချိန်15နာရီ30မိနစ်ဂျီတဲပိုချိုကြီးကရုရှားသင်းဘော်ရဲ့ရွေးချက်ကိုတည်ချင်နေပါပြီ။ဂျန်ယာရှိရီရဲ့အကြံပြုချက်ကတော့အထွေထွေရေးဖို့အခြေအနေအတွက်ပြင်ဆင်ဖို့ပဲဖြစ်ပါတယ်။ ။ဒါပေမဲ့လည်းဘိုးချုပ်ကြီးကရုရှားတွေကိုမသိချင်အောင်ဆောင်ပြီးတော့နည်းနည်းလွတ်ထားပေးချင်နေပါရဲ့။ဒါပေမဲ့လည်းသတင်းချက်အလုံးကိုတော့ဒေတာအတွင်းမှာရှိတဲ့ NATO ဖွဲ့ဝင်တွေစီကပါလွှဲပြောင်းပေးခဲ့တာဖြစ်ပါရဲ့။အဲ့ဒီအချိန်မှာပဲမြောက်ဘက်မိုင်90กว่าမှာစီရေးလေးချင်းနေတဲ့ဗြိတိရှားရဲ့အမှတ်23 Frigate တင်ပေါ်တစီကတောင်ဘက်ကိုချက်ချင်းမောင်းချလာခဲ့ပါရဲ့။ PH Poseidon လေးကြီးရှစ်စီးကလည်း Scotland, Norway နဲ့ Iceland မှာရှိတဲ့ scan တွေကနေပြန်တက်လာခဲ့တာဖြစ်ပါတယ်။ ဒီအလင်းကြီးတွေကတစည်းကိုဒေါ်လာ330တန်နဲ့ချိန်ကုန်သင်းမောရှာဖွေးလင်းနေဖြစ်ကြပြီးတော့ပင်900နက်ကပစွန်တကောင်နာချီတာကိုတော့မှကြားနိုင်စွာရှိတယ်လို့လည်းဆိုကြပါရယ်ဒီအကြောင်းတွေကရုရှားရဲ့ရေချောင်းလှုပ်ရှားမှုကိုလွန်ခဲ့တဲ့3ရက်ကတည်းကဒေတာစိတ်ထောင်လန်းနေတဲ့ Virginia ကလပ်ချိန်ကုန်သင်းမောကြီးကလည်းကိုပြောက်ထားတာကနေကိုရောင်ပြလှုပ်ရှားခွင့်ရလာခဲ့ပါရယ်59:55မိနစ်မှာတော့ရုရှားတွေကသူတို့အတွက်အကောင်းဆုံးဆိုတဲ့ viewer တစ်ခုကိုထုတ်သုံးလိုက်ပါရယ် ရင်ကုန်ဒေမော်တစီကဆက်တန့်ချေချေနဲ့မီတာနီယာပေါ်တက်မောင်းလာတဲ့ချိန်မှာဂျန်နစီကအောက်ဘက်ကနေတိတ်တဆိတ်မောင်းလာခဲ့တာပဲဖြစ်ပါတယ်။အဲဒါကတော့1943ခုနှစ်လောက်တုန်းကအလုတ်ဖြစ်ခဲ့တဲ့ကနဝင်မြဝင်းပလီအုပ်ပြုရပဲဖြစ်ပါတယ်။ဂမ်မကောင်းစွာနဲ့ပြောရမယ်ဆိုရင်တော့လက်ရှိအချိန်က2025ဖြစ်နေပြီဖြစ်ပါတယ်။နေတုန်းနဲ့အမေရိကန်တို့ရဲ့ခင်မီအတန်းဆိုင်ရာထောင်လန်းမှုတွေတဲမှာရင်ကုန်ဒေမော်၃စီးရဲ့ဆက်တန့်တွေကလာပေါ်နေခဲ့တာပါ။ ရုရှားတွေက first team boy ရဲ့အတန်းဆိုင်ရာလက္ခဏာတွေကိုမှတ်တမ်းတင်ဖို့အဆောင်လိုက်ပါတဲ့ဖွဲ့စည်းတွေကိုပုံဆွဲဖို့ရေဒါထုတ်လွှင့်မှုတွေကိုစည်ရင်ပြုဖို့အခုလိုလှောင်ရှားနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်း DA လောက်ကခိုးကြောင်ခိုးဝဲလုံနိုင်မှအဆင်ပြေမှာဖြစ်ပါတယ်။အခုတော့သူတို့စီကလေရင်တွေရောတင်းမော်ရီရောရင်ငုံတင်းမော်ရီရောဥတီလာနေခဲ့ပြီလည်းဖြစ်ပါတယ်။အဲဒါကိုရုရှားတွေကတိတောင်မှမသိခဲ့ကြပါဘူး။၂၀နှစ်လောက်မှဆိုရင်တော့ PA ပိုဆိုင်ဒန်တွေကရင်ကုန်တင်းပေါ်ရှိရာစီကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။ပြီးတော့ရေအောက်ထောက်လိုင်းကရိယာ ဆိုင်နိုဘွန်းစ်တွေကလည်းပြစ်ချနေကြတာဖြစ်ပါတယ်။ဒီဂရီယာတွေက140 decibel အတန်လိုင်းတွေကိုထုတ်လွှင့်ပြီးတော့ရေငုပ်သင်းဘောရီရဲ့တီးနေရာကိုထောက်လိုင်းတာပဲဖြစ်ပါတယ်။အဒီအတန်ကတနက်ပြစ်တန်ထက်တောင်မှပို့ပြီးတော့ကျဲပါတယ်။ရေငုပ်သင်းဘောရီကလည်းဒီအတန်နဲ့ထိတွေ့ရင်ကိုမခံနိုင်ကြပါဘူး။မြင်းတောင်ပြောရရင်တော့ကွန်တိန်နာပုံးတွေအပိတ်ခံရပြီးတော့အပြင်ကနေအဆက်မပြတ်ထုရိုက်နေတယ်လို့ပါပဲ။အဒီရဲ့ဂရီယာတွေကထုတ်လွှင့်လိုက်တဲ့အတန်လိုင်းတွေက ရှိတဲ့ကနေတဆင်းစီးမျောလာပြီးတော့ရင်ကုန်သိမ်းမို့ရဲ့ကိုရီကိုခေါလောင်ထုတ်တယ်လို့လာရိုက်ခန့်နေကြတာပါ။ဒါကြောင့်မို့လို့ရုရှား operator တွေကတော့မှမျက်ချက်ကိုအမြန်ဆွဲချွတ်လိုက်ရပါတယ်။အဒီရဲ့တန်ဆက်ကစက္ကန့်30ကြာတိုင်းတစ်ခါရောက်လာတဲ့အတွက်ရုရှားတွေကလည်းအတန်နဲ့ဝေးရကိုပယ်ပြေးနေကြရတာဖြစ်ပါတယ်။တကယ်တော့ရုရှားရင်ကုန်သိမ်းဖို့အဖွဲ့သားတွေကလည်းရေအောင်မှရှိနေကြတာကရက်တော့ကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့အချို့တွေကကုန်းမြေကိုလွမ်းနေကြတယ်လို့အချို့တွေကလည်းအတော်လေးကိုမှစိတ်ပင်ပန်းနေကြတာပါ။ အဒီရဲ့ချိန်မှာအာယုံစူးဆိုင်မှုတွေကလည်းနေပါလာခဲ့ပါတယ်။ပိုဆိုင်တာဖွဲ့သားတွေကတော့၄နာရီချာတခါဂျူတီချိန်ရတဲ့အတွက်လန်းလန်းဆန်းဆန်းဖြစ်နေကြပါတယ်။ပထမဆုံးထိတွေ့တဲ့ချိန်မှာပဲရုရှားတွေကိုစိတ်ညစ်တောင်းလုပ်ခဲ့ကြပါတယ်။အဒီရဲ့ချိန်မှာအမေရိကန်ရဲ့ Allis Bot ဖြတ်တင်းပေါ်ကြီးကလည်းစုံကြီးဝင်လာဖို့ပြင်နေကြပါတယ်။သူတို့တွေကတင်းပေါ်ကိုယ်ထဲမှာတက်ထားတဲ့ဆိုနာကိုဖွင့်လိုက်တာပါ။ဒါကရေအောက်ရေဒါနဲ့တူပါတယ်။ဂျင်ကိုတင်းပေါ်ရီစီကပြန်ကန်ပြီးတော့ထွက်လာတဲ့ပဲ့တင်တန်းကိုပြန်ပြီးတော့ဖမ်းယူတာပါ။ ပြီးတော့ယာနဲ့ချီတဲ့အတန်ထုတ်လင်းဆက်တွေကလည်းပါပါသေးတယ်။အဲ့ဒီအတန်ဆွဲရင်တွေကလည်းအရန်ကုန်မှပြင်းလွန်းတာပါ။ဖွင့်လိုက်ရင်လမ်းကြောင်းမှာရှိတဲ့ငါးရီကိုရာမှမူးမမေ့တဲ့ဖြစ်သွားစေတဲ့အထိပဲဖြစ်ပါရည်။ဒီအချိန်မှာရုရှားရင်ကုန်တင်းပေါ၃စီကပြန်ပြီးတော့မေးလိုက်ခံလိုက်ရတယ်လို့ဖြစ်သွားခဲ့ရပါရည်။အဲ့ဒါရင်မကသေးပါဘူး။လော့စပီကာ ပြိုင်ဆိုင်ဖွင့်ခဲ့တဲ့လူခံတစ်ခုကြားမှာရှိနေတဲ့အိမ်လိုမျိုးဖြစ်သွားခဲ့တာပါအဲ့ဒီအချိန်မှာ PH တွေကပီနတောင်းခွဲအမြင့်ကနေအတန်းနေပင်းနဲ့အောက်ကိုဆင်းချလိုက်ပါရီ မသိရင်တော့ချက်ချင်းပဲတိုက်ခိုက်တော့မလို့ထင်ရပါတယ်တကယ်တော့အဲ့ဒါကတမင်6နိုင်လိုက်တာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာရုရှားရင်ကုန်သင်္ဘောတွေကလည်းရေထဲကိုထန်းကုန်ဖို့ပဲရှိပါတော့တယ်အဲ့ဒီအချိန်မှာဆက်ရှိန်ကိုမြင်လိုက်ပြီးတော့ခြေရောက်ကိုရောက်တဲ့ရောက်သွားအောင်ထပ်ပြီးတော့ဆင်းနေခဲ့ပါတယ်ပြောမယ်ဆိုရင်တော့ဒီရဲ့ရင်ကုန်၃စင်းကအစီအစဉ်ကြကြဆင်းသွားရတာမျိုးတော့မဟုတ်ပါဘူးအရေးပေါ်အခြေအနေနဲ့အလန့်တကြားဆင်းသွားခဲ့ရတာပါအဲ့ဒီအချိန်မှာ force landing သင်္ဘောကြီးက radar snake ကတော့ direct လေးပတ်ပြီးတော့အလုလုံနေတာဖြစ်ပါတယ် ဒီအရီတာတိုင်းမှာအစစ်မြစ်ထောင်လန်းစနစ်တွေကပေါင်းဝင်နေပါတယ်။ဂျန်သူရဲ့စနစ်ကိုထောင်လန်းနိုင်ပြီဆိုရင်တော့ဘိတ်ဆုံနိုင်တဲ့ဂျန်မာရီကိုလည်းဖန်တီးနိုင်ပါတယ်။ဒီအရီတာတွေကလက်စစ်တန်လိုက်ရောင်စင်းတွေကိုမတန်းတင်နေပြီးတော့ဂျိန်ကုန်တင်ပေါ်စီကနေထွက်လာသည်။မြဂျိန်နှုံတိုင်းအချက်လက်တိုင်းကိုစင်းပြူးစုနေကြတာဖြစ်ပါတယ်။ရုရှားရင်ကုန်တင်ပေါ်တွေကလည်းသူတို့ချက်လက်တွေကိုဖုံးကွယ်ဖို့အတန်လိုက်တူတွေကိုထုတ်ပြီးတော့အာရုံလွဲပါတယ်။ဒါပေမဲ့လည်းတစ်ဖက်မှာရှိနေတဲ့သူတွေက NATO နဲ့ American ဖွဲ့တွေဖြစ်နေကြတာပါ။ အဲ့ဒီအကွက်ကအစင်းမြစ်စနစ်မှာချက်ချင်းပေါ်သွားခဲ့ပါရီနေတိုးတက်တွေကအချက်လက်အတုတွေကိုလစ်လူရှုပြီးတော့ဂျင်းကိုတင်းပေါ်၃စီးကိုပဲဆက်ပြီးတော့ခြေရခံထားလိုက်တာဖြစ်ပါရီဒီလိုနဲ့အပြိုင်မှုက24နာရီပြည်လာခဲ့ပါပြီဒီအချိန်ကတော့တခုခုထူးခြားလောက်လှူရှားရတော့မယ့်အချိန်ပါပဲဗီတရှာတင်းမော်ဒစီကနောက်ဆွဲဆုံတာကရီယာတစ်ခုနဲ့ရောက်ရှိလာခဲ့ပါရီအဲ့ဒီကရီယာကရေအောင်5ကီလိုမီတာအတွင်းကအတန်တွေကိုဖမ်းယူနိုင်တာပဲဖြစ်ပါရီ MH16 Romeo ရဲရင်တွေကလည်းရေပြင်ထက် B90 မှာဝေးပြန်ပြီးတော့ဂျင်းကုန်တင်းဖို့ရှာဖွေဆိုနာကရိယာတွေကိုပြစ်ချနေကြတာပါရုရှားတွေကလည်းဆိုနာကိုလမ်းကြောင်းလွှဲနိုင်အောင်ကြိုးစားခဲ့ပါတယ်ဒါပေမဲ့လည်းလုံးဝကုန်မမောင်းမိခဲ့ပါဘူးရေပြင်ပေါ်မှာတော့လေအင်းနဲ့ရဲရင်တွေကဝေးပြန်နေပါတယ်သူတို့ကတော့ရှုပ်ထွေးမှုတွေမဖြစ်အောင်ဝင်ရင်မြင့်ပေတွေကိုခွဲခြားထားရပါတယ်ပြိတ်တွေကတော့အမြင့်ပေ1000ကနေ1000ခွဲအတွင်းမှာနေရာဖြန့်ခွဲယူထားကြရတာဖြစ်ပါတယ်ရဲရင်တွေကတော့ပေ900အောက်မှာကိုယ်စီရှိနေကြပါတယ် နောက်ပြီးတော့နိုင်ငံတစ်ခုစီအတွက်တီးခြားရေဒီယိုချိန်နှုန်းတွေကိုလည်းသတ်မှတ်ပေးထားရပါတယ်။အဲ့ဒီအတွက် American တွေက UHF ကိုတုံးရပါတယ်။ British တွေကတော့ VHF ကိုတုံးရပါတယ်။ Norway တွေကတော့ဘာသာပြန်ရတဲ့ကိစ္စတွေရှိလို့နှမျိုးစလုံးကိုလည်းပြီးတော့တုံးရပါတယ်။ BA လေးရင်တွေရောရဲရင်တွေကပါအလဲကျပြန်တမ်းမှုလုပ်ပြီးတော့လှူရှာနေကြတာပါ။ဒီရင်တွေကိုလှူရှာနိုင်ဖို့တီးခြားထိန်းချုပ်သူတွေစီမှာအမိန့်ခံရပါတယ်။ နော့ဘူးမှာရှိတဲ့ဒေတာပေါင်းဆက်ရေးဘူဌာနကစနစ်ကနေရရှိတဲ့ချက်လက်တွေအားလုံးကိုတပြိုင်တည်းပေါင်းဆက်ပြီးကမ္ဘာအကြီးမားဆုံးဗီဒီယိုဂိမ်းတွေတူတဲ့စစ်မြေပြင်ရဲ့ 3D ပုံရိပ်ကိုဖန်တီးနေပါတယ်။ပြောမယ်ဆိုရင်တော့စစ်စင်လုံးနေတာနေတာမှမတူပါဘူး။ဂိမ်းကစားနေတယ်လို့ပါပဲ။ဂျဲရင်တွေကတော့ရေငုပ်တင်းဖို့ရှိရာရေပြင်ရဲ့အပေါ်တဲ့တယ်မှာပဲဝဲပြန်နေကြပါတယ်။သူရဲ့ဆိုနာကရိယာကနေလွင်ထုတ်လိုက်တဲ့ line ကဂျိန်ကုန်တင်းဘောရီစီကိုအဆက်မပြတ်နဲ့ရိုက်ခတ်နေပါရီ။အာလီဘော့ဖြတ်တင်းဘောမှာတက်ဆင်ထားရဲဆိုတာကိုလည်းဖွင့်ထားတာပါ။ ။အဲ့ဒါပဲဆိုတော့လေလုံးဝကိုမမကသေးပါဘူး။ ANSQR 90 Tourerix ဆိုတဲ့ carrier နဲ့ရုရှားရင်ငုတ်တင်းဘောတွေကထွက်လာတဲ့အတန်မှန်သမျှဖမ်းယူဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ရုရှားရင်ငုတ်တင်းဘောကစစ်သားတွေကတော့စူနာတန်တွေကြောင့်ဖင်ကိုက်ခေါင်းကိုက်တွေတောင်မှဖြစ်လာပါတယ်။ဂေါ်လာဟာလာတရင်တစ်ခုဆိုရင်တော့ရုရှားစစ်သားအချို့ကအဲ့ဒီအတန်တွေကိုမခံနိုင်တော့လို့ရေပေါ်တက်တောင်းပန်လိုက်ရေမရဘူးလားလို့သူ့ရဲ့ကပတိန်ကိုမေးခဲ့တယ်လို့တောင်မှသိခဲ့ရတာပါ။ အတလန်တိတ်ထဲမှာစပီကာလက်နဲ့တိုက်ခိုက်ခံရလိမ့်မယ်လို့သူတို့ကမျောလင်းထားခဲ့တာမှမဟုတ်ပါဘူးဒီအစင်းကအမဲလိုက်တာတော့မှမဟုတ်တော့ပါဘူးဇေယောဂါကဘာဂျုံဂျုံချောင်းရိုက်ချိုးတဲ့စင်တီကိုဖြစ်နေပြီဖြစ်ပါရီနဝေးပင်လေးပြင်းကရုရှားရင်ကုန်တင်းပေါ်တွေထွက်ပေါက်မတွေ့နိုင်တဲ့ ADN ပွဲတော်ကြီးလို့ဖြစ်နေကြတာပါနမတာခံနိုင်တဲ့အတန်တွေကိုတန်မဏိခန်းလေးတွေကနေတဏီကုံကြားနေရတာကိုဘယ်သူကမှတော့လိုချင်ကြမှာတော့မဟုတ်ပါဘူး။အရန်ကုံမှာလာပါတဲ့အပိုင်းကအခုမှလာတာပါ။ အရှိပိုင်းမှာပြောခဲ့တဲ့ Virginia Class ရေငုပ်တင်းပေါ်ကြီးရဲ့အပိုင်းပဲဖြစ်ပါရီဒီအတင်းပေါ်ကြီးက TV 34နောက်ဆွဲဆိုနာကိုအသုံးပြုပြီးတော့ရုရှားရေငုပ်တင်းပေါ်တွေကိုပြည်ပြည်ဆောင်အောင်ခြေရခံနိုင်ကြပါရီဒီတင်းပေါ်ကြီးဖျားပြင်းတော်ပီဒိုတွေတက်ဆင်ထားတဲ့တစိတင်းပေါ်ကြီးတစ်ခုလိုပါပဲ Virginia Class ကနေရုရှားရေငုပ်တင်းပေါ်တွေရဲ့အတန်တိုင်းလှုပ်ရှားမှုတိုင်းသူတို့ရဲ့ခြေရခံမှုတွေအောက်ကနေအဆက်အသွယ်ပြတ်တောက်အောင်ကျိုးပန်းမှုတိုင်းကိုမတန်းတင်နေကြပါရီရုရှားတွေကလည်းအရာအလုံးကိုကျူးစားခဲ့တာပါ ခြေရောက်ခြောက်ကမ်းပါတွေမှာပုံကြည့်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လည်းနေတူရဲ့ဆိုနာရီကသူရဲ့ပုံမှာတေးတေးကနေသတင်းပြန်ပေးနေတာပါ။ဂျင်းနဲ့ထဲကိုဆင်းပြီးတော့ပုံကြည့်ဖို့လည်းကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လည်းဖြတ်သိမ်းဘောရဲ့ဆိုနာရီကပင်လေကျမ်းပြင်ကချက်လက်ကိုတော့မှတိနိုင်တဲ့အထိကိုမှစွမ်းနေခဲ့လို့မလုံနိုင်ခဲ့ပါဘူး။အချိန်မြင့်ပြီးတော့မောင်းပြေးဖို့ကြိုးစားခဲ့တော့လေအမေရိကန်ရင်ငုတ်တင်းဘောကထက်ချက်မခွာလိုက်နေကြတာပါဒီလိုနဲ့ပြည်တန်းလိုက်တန်းကစားနေတဲ့ကပတိန်ကရုရှားတွေကိုတင်းစကားတစ်ခုပေးဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ် ဘိုအရီကိုဖွင့်ပြီးတော့ရုရှားတွေကိုမြင်နေတော့မဲဆိုတဲ့သတင်းစကားကိုပေးလိုက်တာဖြစ်ပါတယ်ဒီ message ကတင်းရဲ့နောက်ကိုဂျိုစီနာလိုက်ကြည့်နေတယ်လို့ပါပဲတင်ကမမြင်ရပေမဲ့သူကတော့တင်းကိုတောက်လျှောက်မြင်နေရတယ်လို့အဓိပ္ပာယ်မျိုးဖြစ်နေပါတယ်ဒုတိယမြောက်နေ့မှာတော့ PA ဖွဲ့သားတွေကဆိုနာ line ကိုခက်စိတ်စစ်နဲ့လုံနေနေရုရှားစစ်သားတွေကိုအနောက်ရှက်ထပ်ပေးနေတာဖြစ်ပါတယ်အဲဒါကြောင့်မလို့လေရင်းကုန်တင်းဘော်တွေတဲမှာရှိနေတဲ့ရုရှားတပ်သားတွေကလည်းကြောင်တောင်တောင်ဖြစ်လာခဲ့ရတာပါမမြင်ရတာတွေလည်းမြင်လာရတယ်မကြားရတာတွေလည်းကြားလာရပါတယ် အဲတော့ကြောင့်မလို့လဲစိတ်နှောက်ရှက်ဘေးလုံးနဲ့အတန်ဒီရဲ့လက်ကလုံအောင်ပဲအားကုန်ကြိုးစားနေခဲ့ကြရတာပါဒီလိုနဲ့အချိန်က48နာရီကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်ရုရှားတွေကလည်းခေါင်းကိုက်စရာအတန်တွေဂျားကနေမလို့သေးပါဘူးသူတို့ကဆိုဗီယက်လက်ဆွဲဆောက်ထဲကလက်ကွက်တိုင်းကိုအသုံးပြုနေခဲ့ပါတယ်အချိန်ကတော့1982ခုနှစ်ဖြစ်ပြီးတော့ရေဆမ်းရတဲ့သူတွေကနေတုံးနဲ့အမေရိကန်မဟုတ်ရင်အစင်ပြနေပါတယ်ဒါပေမဲ့လည်းတကယ်အချိန်တွေကအဲ့ဒီလိုမဟုတ်ပါဘူးဘလို့ပုံပုံကမှမလုံခဲ့ပါဘူးဘလောက်ပြေးပြေးလည်းမလုတ်ခဲ့ပါဘူး နေရည်ပါနာဒုက္ခခံရပြီးတဲ့နောက်မှာရုရှားတွေကလည်းအမြင်မှန်ရသွားခဲ့ပါရီ။နော်ဝေးပြည်နယ်ပြည်မှာသူတို့သွားလုလို့မရဘူးဆိုတဲ့တင်းစကားကိုလည်းနားလေသွားခဲ့တာဖြစ်ပါရီ။စက်တိုးရင်တော့ပြီးဆက်ရမှာတွေအများကြီးရှိနေတာကိုလည်းတွက်ဆမိခဲ့ကြပါရီ။အဲဒါကြောင့်မလို့အချိန်မဟန်တော့တဲ့နောက်ဆုံးမှာသူတို့ရဲ့ထောက်လိုင်းမစ်ရှင်ကိုဖျက်သိမ်းခဲ့ရတာဖြစ်ပါရီ။အဲဒါကြောင့်မလို့လည်း Force Tempo GC ကနေလမ်းကြောင်းပြောင်းပြီးမြောက်ဘက်ကိုဦးတည်သွားခဲ့ရပါရီ။သူတို့ရဲ့လှုပ်ဆောင်ချက်တွေကအကျိုးရှိခဲ့လားဆိုရင်တော့လုံးဝပါပဲ။ ဖိုတေမိုဂျီစီကဘာတဲ့င်းချက်လက်မှလည်းမရခဲ့ပါဘူးအဲ့ဒီစားရေပြင်ထဲမှာချောင်းပိတ်ခံရပြီးအတန်နဲ့နှိပ်ဆက်ခံလိုက်ရတာကပဲအဖက်တင်သွားခဲ့ပါပြီပြီးတော့သူတို့ရေငုပ်သင်းဘော်ရီရဲ့လှူရှားပုံဂျင်းနှုံထုံးလင်းပုံနဲ့ချက်လက်တွေကိုတော့တစ်ဖက်ကရသွားခဲ့ပါပြီပြောရမယ်ဆိုရင်တော့အမျက်မရခဲ့တဲ့အပြင်အရင်မှရှုံးသွားတဲ့သဘောမျိုးပဲဖြစ်ပါပြီ PH လေးနေကလမ်းကြောင်းပြောင်းသွားတဲ့ရေငုပ်သင်းဘော်ရီရဲ့နောက်ကိုလိုက်ပြီးတော့နှုတ်ဆက်နေပါတည်တယ်မင်းတို့ပြေးမလို့ပါဘူးဆိုတဲ့အဓိပ္ပာယ်နဲ့ပါ နောက်ဆုံးသူတို့ရှိရာနေရာနဲ့လွတ်လွတ်ကင်းကင်းဖြစ်တော့မှဘေးမဲ့ပြလိုက်တာဖြစ်ပါတယ်။ရုရှားဆိုရပိုင်မီဒီယာတွေကတော့ရင်းငုတ်သင်းပေါ၃စီးကအမေရိကန်လင်းတင်သင်းပေါကြီးအနာကိုတိတ်တဆိတ်ချင်းကပ်ပြီးအရေးကြီးတဲ့ထောင်လိုင်းချက်လက်တွေကိုယူနိုင်ခဲ့တယ်လို့လွင့်ကျင်လွင့်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီရဲ့သင်းပေါပေါ်မှာပါသွားတဲ့ရေတက်သားတွေကိုတွားမိကြည့်လိုက်မယ်ဆိုရင်တော့မချူပြုံးလေးနဲ့တိတ်ဆိတ်နေမှာတေးကြပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အားလုံးကိုထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။